အိမ်နေလဲငွေနဲ့လုပ်ငန်းတွေတိစောက်ခြင်းတွေမိတ်ဆွေတို့ရှိပါမလားဒီနေ့မှာတော့ကျွန်တော်တို့အိမ်နေလဲငွေနဲ့လုပ်ငန်းဘယ်လိုတိစောက်မလဲဆိုတဲ့အကြောင်းလေးပြပြပြီးတော့မှကျွန်တော်တို့နှစ်ပိုင်းကိုကျွန်တော်ပြပြအောင်မေး traditional လို့ခေါ်တဲ့တမေယိုးကြအငွေရှာတဲ့နီးနဲ့နောက်တစ်မျိုးကတော့ခစ်တရဲ့ငွေရှာတဲ့နီးဒီနှစ်ပိုင်းကိုပြပြအောင်ပါမယ်အဲ့တော့အများစုအယူဆအမှားတစ်ခုကအိမ်နေလဲငွေနဲ့လုပ်ငန်းဆိုတာကဘာမှလုပ်စရာမလိုဘူး totally passive income လို့ထင်တတ်တယ်အမှန်တော့ ပတ်စစ်အင်ကန်ပဲ100%မဟုတ်ပါဘူး။ဘာကြောင့်မလို့လဲကျွန်တော်ရှင်းပြပြရမယ်။ဘာကြောင့်မလို့လဲဆိုရင်ဝင်ငွေမှာကျွန်တော် active income ဆိုတာရှိရယ်ပတ်စစ် income ဆိုတာရှိရယ် active income ဆိုတာကိုယ့်ရဲ့အချိန်နဲ့ငွေနဲ့လဲမရတာမျိုးတော့ကျွန်တော်တို့က active income လို့ခေါ်တယ်။နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ passive income လို့ခေါ်တယ်။သူကကိုယ်လုံးဝပါစရာမလိုဘဲနဲ့ဝင်ငွေရနေတာမျိုးကို passive income လို့ခေါ်တယ်။ဒီနှစ်ခုပေါင်းစပ်ထားတာတော့ကျွန်တော်တို့က hybrid income လို့ခေါ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်တမယိုးကြငွေရှာတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင် traditional အပိုင်းကိုကြွားကြတယ်ဒီနေရာမှာဆိုရင်အိမ်တွေငားတယ်ကားတွေငားတယ်ဒီလို rental income လို့ခေါ်တယ် rental ကလည်းကျွန်တော်ရနိုင်တယ်အခုဆိုလို့ရှိရင်လည်းကျွန်တော်ခိုင်းမှာပဲကြီးကြီးမလေးမှာပဲရှိတချို့ဆိုလို့ရှိရင်ကွန်ဒိုတွေဝယ်ရတယ်ကွန်ဒိုတွေပြန်ငားတယ်ပြီးွားရင်ကားတွေဝယ်ရတယ်ကားတွေပြန်ငားတယ် ဒါမျိုးကိုကျွန်တော် rented income ကိုတွေ့တယ်မှာတချို့မြေတွေပိုင်နေမြေပြန်ကားတယ်နောက်တစ်မျိုးကကျတော့အတူဘန်ဒူးတွေရမယ်ဒီလိုမျိုးအတူပေးရမယ်ဒီကနေလေသူတို့ကဒီအိမ်ကြီးလဲငွေရင်းနဲ့လုပ်ငန်းတည်ဆောက်ကြတယ် rented income ဒါအမှုတူနေနဲ့ဒီ interest ကနေလေငွေရှာတယ်နောက်တနည်းအားကျတော့ capital gain လို့ခေါ်တဲ့ဒီရွှေမီတွေဝယ်ထားတယ်ဈေးတက်တယ်ဆိုရင်ပြန်ရောင်းမယ်ဒီလိုမျိုး capital gain ကနေလေသူတွေကငွေပြန်ရှာကြတယ် ဒါကကြတော့ကျွန်တော်တို့ဒီတမယိုးကြဝင်ဝင်ရှားတဲ့နီလန်းဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာကျွန်တော်တို့က new economy မှာဝင်ရှားတဲ့ပုံစံလေးကိုကျွန်တော်ပြပေးပါဦး။ဒီ new economy မှာကြောင့်အရင်ခေတ်သုံးကပုံစံမျိုးမဟုတ်တော့ဘူး။ဥပမာအဖြစ်ကျွန်တော်တို့အဖိုးတွေကြီးလာတာကဒီ radio ခေတ်ကနေကြီးလာတယ်။သူတို့ခေတ်တုန်းကဆိုရုပ်မြင်တန်ကြားဆိုတော့သူတို့မွေးတုန်းကဆိုဒါမတွေ့ဘူး။ ကျွန်တော်တို့အဖြေမိခင်မှာဆိုရင်ရုပ်မြင်တန်ကြားဆိုတာဆက်တွေ့လာရတယ်။ကျွန်တော်တို့ခင်မှာတော့မွေးလာတဲ့ချိန်မှာရုပ်မြင်တန်ကြားနဲ့ကျွန်တော်ကြည်လာတယ်ရေဒီယိုလည်းတွေ့တယ်အဲဒီနောက်ပိုင်းမှာဆိုလို့ရှိရင် DVD VCD MP3 DR တွေကတဖြည်းဖြည်းလေးပေါ်လာတယ်။ဒီအမှတစ်ဆင့်ကျွန်တော်တို့ဒီဖုန်းတွေပေါ်လာတယ်စမတ်ဖုန်းတွေပေါ်လာတယ်အင်တာနက်ပေါ်လာတယ်အင်တာနက်စမတ်ဖုန်းဆိုရှယ်မီဒီယာ ီလိုခစ်တွေပေါ်လာတယ်အခုဆိုလို့ရှိရင် AI ခစ်ရောက်လာပြီဒီလိုခစ်တွေပြောင်းသွားတိုင်းမှာကျွန်တော်စီးပွားရေးလုပ်တဲ့ပုံတွေပြောင်းသွားတယ်ခစ်ပြောင်းရင်စနစ်ပြောင်းတယ်ဆိုတာကြားမှုလိမ့်မယ် political system ပြောင်းသွား economic system လည်းပြောင်းတယ်ဒီတော့ဒီလို new economy မှာဆိုလို့ရှိရင်အတစ်တွေငွေရှာနည်းအတစ်တွေကျွန်တော်ထွက်လာတယ်အဲ့တော့ငွေဆိုတဲ့အရာဘယ်ချိန်မှာကျွန်တော်တို့ရလဲဆိုရင်ဈေးကွက်ပြဿနာကဖြစ်ရှင်းပေးနိုင်နေဆိုရင်ငွေရတယ် အဲ့တော့ဒီနေ့ခေတ်ရငွေရှာတဲ့နေရာပုံစံတစ်ဖြည်းဖြည်းချင်းစီပြောင်းလာတယ်။ဒါကြောင့်မို့တစ်ခါလေကြာတချို့တွေပြောလိမ့်မယ်။ဟာဒီနေ့ခေတ်ကအလုလောရတာထက်လိုက်တာပဲဆိုတော့အမှန်တော့ဒီနေ့ခေတ်ကထက်တာမဟုတ်ဘူး။ကိုယ့်ရဲ့လုတ်တဲ့ပုံစံနဲ့ဒီနေ့ခေတ်ရဲ့အလုဖြစ်နေတဲ့ပုံစံနဲ့ကအဝင်ဝင်ကြမဖြစ်တာဖြစ်ပါလား။အဲ့တော့ဒီလို new economy မှာဆိုရင်ကျွန်တော်တို့စဉ်းစားရတဲ့အရာတချို့ကျွန်တော်ညွှန်ပြပေးခြင်းတယ်။ နံပါတ်1ကကြောင့် monetization ကိုခေါ်တယ်ဒါဒီလူငယ်တွေအနေနဲ့ဆိုလို့ရှိရင်ဒီနေ့ခေတ်ကငွေရှာတဲ့ရည်ရွယ်ချက်ကလွမြောက်မှုလို့ခေါ်တယ် freedom ကိုရခြင်းလို့ဒါမှမဟုတ်ကိုကနေဒီ status ကိုကျွန်တော်ရခြင်းလို့ကိုဘောကကိုပိုင်ခြင်းလို့ပေါ့ဒါကြောင့်မို့ကျွန်တော်ငွေရှာကြတာအုပ်ဆက်ဆောင်ရင်းဖြစ်ဖို့အတွက်ငွေရှာကြတာမဟုတ်ဘူးအရင်ခေတ်တုန်းကဆိုရင်စီးပွားရေးစီမံခန့်ခွဲမှုကိုတူမသိဘူးစိုင်ဖွင့်ပြီးသွားပြီးစိုင်ရနေဘယ်မှသွားလို့မရတဲ့လူတွေတွေ့နေမြဲအဲ့တော့ဒီနေ့ခေတ်ကဒီတဲ့ဒင်းကောင်းတစ်ခုကတော့ မိတ်ဆွေက new economy မှာငွေရှာမယ်ဆိုလို့ရှိရင်ဒါအများကြီးလေးတွေ့လိမ့်မယ်ဒီနေ့ခင်မှာဆိုရင်ကိုယ့်ရဲ့ Facebook ကိုယ့်ရဲ့ TikTok ကိုယ့်ရဲ့ YouTube ကိုယ့်ရဲ့ WhatsApp ဒီရဲ့ social media platform တွေကနေပြီးတော့ monetization monetization လို့ money ရနေတာပေါ့နော် money ဆိုတာငွေ monetization ကလည်းငွေရှာလို့ရတယ်ဥပမာအားဖြင့် mixer ကကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာကျွန်တော်ငွေဝင်နေတယ်ဘာကြောင့်မလို့လဲဆိုလို့ရှိရင်သူဒီ view ကနေပြီးတော့မှ clip နဲ့အတိုင်းမှာ youtube ရဲ့ adsense ပေါ်မှာမူတည်ပြီးတော့မှသူကြော်ညာပြပြီးဒီရမှာစင်ငွေဝင်တယ်အဲ့တော့တချို့တွေကပြောလိမ့်မယ်မြန်မာပြည်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကကြော်ညာနေမပြပေးဘူးဒါပေမဲ့အများစုတွေကျွန်တော်တို့ VPN နဲ့ကြည့်ကြတာတခြားနိုင်ငံကကြည့်ကြတာဒီတော့ငွေရ မြင်ရမှာပဲပြီးကျွန်တော်တစ်တော့တစ်တော့ပါ view ကနေပြီးတော့မှလေကျွန်တော်တို့ဝေးဝင်တယ်ပြီးွားရင်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ website တွေပါတွေလောက်ထားရတယ်ဆိုလို့ရှိရင် website တွေမှာကျွန်တော်ရဲ့ကြော်ညာတွေရှိမယ် website တွေဝင်တယ်ဒီကနေလည်းကျွန်တော်တို့ဝင်ငွေတွေရတယ်ပြီးွားရင်နောက်တစ်ခုကကျွန်တော် affiliate ကနေလည်းဝေးဝေးဝင်ငွေတွေရနိုင်တယ်ဥပမာအားဖြင့်ဆိုရင်ကျွန်တော် TikTok လို့ပါအောင်မှာဆိုလို့ရှိရင် partnership ဆိုတဲ့ program တွေရှိပြီး YouTube မှာဆိုလို့ရှိရင်လည်းတချို့ YouTuber ဆို link တွေချရတယ်အဲ့ဒီ link တွေတရားတွေဒီမှာဝယ်တယ်ဆိုလို့ရှိရင်ဒီလို commission ရတယ်ဒါမျိုးရှိမယ်ဒါတွေကကျွန်တော်တို့ monetization ရနေလေကျွန်တော်တို့ဝင်ငွေတွေရနိုင်တယ်ဒါဒီ number 1တစ်ချက်ဒါကြောင့်မလို့တချို့ ਈ solution တလားတလားကိုဒေါ်လာတောင်းဝန်းနိုင်ရတဲ့တွေတွေ့နေမယ်တချို့ဆိုထောင်ဝန်းနိုင်ရတဲ့တွေတွေ့နေမယ်တချို့ဆိုရာခိုင်နိုင်ရတဲ့တွေတွေ့နေမယ်ဒါကဘာလို့ခေါ်လို့ monetization နဲ့သူတို့ငွေရှာနေတဲ့ပုံစံဒါဒီဒီနေ့ခေတ်ရဲ့အဲ့နေတဲ့ငွေတွေနဲ့လုပ်ငန်းအခုပေါ့ ျွန်တော်တို့ဟာတအနေနဲ့တော့ကျွန်တော်ပြောပြတယ် play လို့တိုင်းငွေဝင်ခြင်းတယ်ဆိုရင်ကျွန်တော် play ခံရတိုင်းငွေဝင်ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော် monetization social media မှာလုပ်ပါ YouTube လုပ်ပါဆိုတာမျိုးဟာတအောင်ကျွန်တော်ပြောကြတယ်နောက်တစ်ခုက crypto မိတ်ဆွေကြားဘူးမလားတော့မသိဘူးကျွန်တော်တို့ဒီနေ့ခင်မှာဆိုလို့ရှိရင် crypto တွေငားရချင်းနဲ့လည်းကျွန်တော်တို့ကဝင်ဝင်ရှာလို့ရတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ platform တွေဖြစ်တဲ့ဒီကို Binance တို့ပြီးလို့ရှိရင်ကျွန်တော် crypto exchange platform တွေမှာဆိုလို့ရှိရင်ငါလို့လို့ရတယ်ကျွန်တော်တို့က Bitcoin တို့တခြား crypto တွေဝယ်ထားရဆိုရင် DR တွေပြန်ပြီးတော့မှ land လုပ်လို့ရတယ်ငါလို့ရတယ် DR မှာတဆင့်လဲကျွန်တော်တို့ဝင်ငွေပြန်ပြီးတော့မှရနိုင်တယ်ဒါဒီ Binance တို့ဘာလို့မှတွားတယ်ဒီ platform တွေတဆင့်တွားရတဲ့ဟာနေကျွန်တော်တို့ရှိတယ်နောက်တစ်ခုကတော့ကျွန်တော် digital product တွေ digital product တွေမှာဆိုလို့ရှိရင်ကျွန်တော် digital ထုတ်ကုန်ပေါ့ဒီ digital ထုတ်ကုန်တွေမှာဆိုရင်ကျွန်တော်တို့ application တွေကျွန်တော်ဖန်တီးထားတယ်ဆိုလို့ရှိရင်လည်းဒီ application ကနေပြီးတော့မှကျွန်တော်တို့ဝင်မှုတွေရနိုင်တယ်ဥပမာအားဖြင့်ဆိုရင်ကျွန်တော်တို့ကလာပြီးဝင်ငွေထွက်ငွေစရင်တွေကိုမှတ်ပြီးရဲ application တစ်ခုလုပ်ပြီးမယ်ဒီဥစ္စာကို lifetime ဝယ်ဆိုရင်ဘယ်လောက် ဒါဆိုလို့ရှိရင်လည်း application ကနေငွေရနိုင်တယ်။ဒါမှမဟုတ်ကော free pay ရဲ့ဆိုလို့ရှိရင်လည်းကျွန်တော် Android တို့ပါလို့မှာဆိုရင်ကြော်ညာတွေရနေပြီးကို application ကိုတောင်းတိုင်းကြော်ညာပြရကြော်ညာပြလို့ရှိရင်ဒီရနေလေဝင်ငွေရနိုင်တယ်။ဒါက application business ပေါ့။အဲ့တော့ digital ထုတ်ကုန်ရနေလေဝင်ငွေရနိုင်တယ်။ဒါမှမဟုတ်ကော software as a service လို့ခေါ်တဲ့နည်းလမ်းတွေရနေလေကျွန်တော်ဝင်ငွေရနိုင်တယ်။ software as a service software ကိုခုနကတော့ပြောလို့တခါလေးရောင်းလိုက်တာမဟုတ်ဘူး။ तू ကဘာအနေနဲ့တွားရလဲဆိုရင် service တစ်ခုအနေနဲ့တွားတာ။ အဥပမာအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ software ကိုလာသင်ကြီးနဲ့ကျွန်တော်တို့ကြွားတာပေါ့ဒါမျိုးကျွန်တော် software as a service လို့ခေါ်တယ်အခုဆိုရင်ကျွန်တော် Microsoft တို့ဟိုတုံးနေဆိုလို့ရှိရင်လေသူဒီအရင် kick ကတခါလေးရောင်းပြီးတော့မှ update လုပ်တိုင်းမှာပြန်ပြီးဝယ်ရတာမဟုတ်ဘူးလာသင်ကြီးပေးထားလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ software အနေနဲ့ဝယ်ဝင်နေဒါက software as a service လို့ခေါ်တယ်အဲ့တော့ဒီကနေလည်းကျွန်တော်ငွေရှာလို့ရတယ်ဒီတော့ ဒီ software as a service လို့ပြောပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေ့ခေတ်မှာအနောက်တိုင်းမှာဆိုလို့ရှိရင်အရန်ကိုသူကလူတွေရဲ့ dream job လို့တော့ပြောလို့ရမှာပေါ့နော် dream job က dream work dream business ပေါ့ဘာလို့လဲဆိုတော့တခါတည်ဆောက်ပြီးရောမှာပုံမှန်ဝေငွေရနိုင်မယ်ဒီ software as a service ကလည်း digital product ထုတ်ကုန်လို့အရန်ခစ်စားတဲ့ product တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော် ebooks တွေ ebooks ဆိုတာကျွန်တော်တို့တည်ထားတဲ့တည်င်းချက်လက်တွေကျွမ်းကျင်တဲ့အရာတွေဒါတွေကို တဲ့အချက်အလက်ထုတ်ကုန် information product အနေနဲ့ကျွန်တော်တို့ဖန်တီးပြီးတော့မှလည်းရောင်းလို့ရတယ် ebooks တွေကလည်းကျွန်တော်တို့ဒီနေ့ချက်မှာစေလောရွဲလာပြီဒီလို ebooks တွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ online course တွေကျွန်တော်ရှိမယ် online course ဆိုတဲ့နေရာမှာကိုတည်ထားတဲ့အရာတွေကို video course အနေနဲ့ပြန်ရောင်းခြင်းကလည်းကိုအဲ့နေလဲဝင်ဝင်နဲ့လုပ်ငန်းတည်ဆောက်လို့ရတဲ့ဤတစ်ခုဖြစ်ပါတယ်အဲ့တော့ဒါရင်ပဲလားဆိုမဟုတ်ဘူးကျွန်တော်တို့ကတည်ထားတဲ့အရာတွေကို license လုပ်လို့ရတယ် ဥပမာဆိုရင်လုပ်ငန်းတွေကိုကိုယ့်ရဲ့ IP ပေါ့ဥပမာဆိုရင်ကျွန်တော်တို့ကလူတွေရဲ့ personal view ဘယ်လိုကြည့်လဲဆိုတော့စမ်းတက်တဲ့ sensitive တဲ့ need စနစ်တွေကိုကျွန်တော်ဖန်တီးရတယ်။ company တွေကကိုယ့်ရဲ့စနစ်ကိုအသုံးပြုမယ်။ဒီလိုအသုံးပြုတဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုနှစ်စင်ကြီးလာတင်ကြေးပေးရမယ်။ဒီအားနေလဲကျွန်တော်ကဝင်ငွေရနိုင်တယ်။ဥပမာအားဖြင့်ဆိုကျွန်တော်အရင်တုန်းကအလုပ်လုပ်ခဲ့တဲ့ဟိုးလုံခဲ့တဲ့ဆယ်နှစ်ကျော်အလုပ်လုပ်ခဲ့တဲ့ company ဆိုလို့ရှိရင်သူရဲ့ training တွေကို design လုပ်ပေးတဲ့ company ကိုတစ်နှစ်ကိုဒေါ်လာတစ်တန်းကျော်ပေးရတယ်။ဒါဒီဘာလို့ခေါ်လို့လ licensing ကနေလေတွားလို့ရတယ်ကိုယ့်ရဲ့ညာနာမူပိုင်ခွင့်တွေကိုရောင်းလို့ရတယ်နော်ဒီကဒါကိုရောင်းချင်အဖြစ်ကိုအဲ့နေလေငွေရင်းတဲ့လုပ်ငန်းတွေဒီဆောက်လို့ရတယ်နောက်တစ်ခုကဆောက်ကိုကဆောက်ထုတ်ထားရဆိုတော့မိတ်ဆွေစဉ်းစားကြည့်ကိုအဲ့နေရဆိုလို့ရှိရင်ဒီဆောက်ကရောင်းနေရမယ်ကြောင်နေရတဲ့အတွက်ကြောင့်မလို့ဝင်ငွေရနိုင်မယ်ဒါကြောင့်မလို့စာအုပ်ရေးခြင်းကလည်းအိမ်နေလေငွေနဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်အဲ့တော့ မိတ်ဆွေတို့ကသူကျွမ်းကျင်တဲ့အရာကိုဖန်တီးနိုင်စွမ်းရှိရဆိုလို့ရှိရင်စောင်းတွေရေးလို့ရတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့လူကြီးတွေလည်းကြိုက်ချင်မှာကြိုက်လိမ့်မယ်လက်ခံချင်မှာလက်ခံလိမ့်မယ်ကျွန်တော်တို့နိုင်ငံမှာကကျွန်တော်တို့ကိုမတိတဲ့အရာကိုမုန်းတက်ကြတယ်ကြောက်တက်ကြတယ်မဖြစ်နိုင်ဘူးလို့အရင်ပြောတတ်ကြတဲ့ culture ရှိတဲ့တော်တော်တို့တဖြစ်ဆိုရင်လူကြီးတွေအနေနဲ့ဆိုရင်ဟာမဖြစ်နိုင်ဘူးလို့ထင်တဲ့လုပ်ငန်းပေါ့ဒီလုပ်ငန်းကိုတော့ကိုမပါပဲ လဲပတ်တဲ့လုပ်ငန်းလို့ခေါ်တယ်။အဲ့တော့ကျွန်တော်တို့ပီတွင်းမှာပဲဖြစ်ဖြစ်ပီပမှာပဲဖြစ်ကြည့်ကြည့်ပါ။ Coffee Dinery ပြီးလို့ရှိရင် Beauty Salon တွေပြီးတော့ရှိရင်စားတောက်ဆိုင်တွေပြီးတော့လုပ်ငန်းတွေအများစုကိုကျွန်တော်ကြီးလိုက်မယ်ဆိုလို့ရှိရင်အထူးဖြင့်ပီပမှာဆိုပုံများတယ်ပီတွင်းမှာလည်းကျွန်တော်ရှိတယ်။ကိုမပါပဲလဲပတ်တဲ့လုပ်ငန်းလုပ်နေတာအများကြီးရှိတယ်။အထူးဖြင့်ဆိုမြို့ကြီးတွေမှာပေါ့။ဘာကြောင့်မလို့လဲ။ဘာကြောင့်မလို့လဲဆိုလို့ရှင်သူတို့အနေနဲ့ကစီမံခန့်ခွဲမှုလို့ခေါ်တဲ့ပညာရပ်ကို တေချာတိလို့တချို့ဆိုင်နေဆိုရင်ကျွန်တော်တို့အများကြီးတစ်ခါတည်းဖြစ်တော့ဖွင့်တာမျိုးမိတ်ဆွေကိုတွေ့ဘူးလိမ့်မယ်ဒါဒီပါလောက်တော့ကိုမပါပဲလေပတ်တဲ့လုံငယ်ကိုမပါပဲလေပတ်တဲ့လုံငယ်မလုံနိုင်တဲ့ရွေးကျွန်တော်တို့အုပ်ဆက်ဆောင်ဖြစ်နေမှာဒါကြောင့်မို့ကျွန်တော်တို့ကလုပ်ငန်းတစ်ခုလုပ်ပြီးဆိုတာချက် train နိုင်ဆိုတာလို့ခေါ်ရဲ scalability ဆိုတာကျွန်တော်တို့အရေးကြီးတယ်အထူးသဖြင့်ဆိုရင်ကျွန်တော်တို့တရုတ်ကလာတဲ့လုပ်ငန်းတွေဆိုလို့ရှိရင်ဒါအောင်အရန်ကြီးပြူတယ်ဘာလို့လဲဆိုသူ့နိုင်ငံမှာတစ်ခုတည်းလုပ်လိုက်လို့မရအောင် တခြားလူတွေ copy ကိုးအောင်မှာဒီတော့သူဒီလုပ်ငန်းတွေကိုတခုပြီးသွားပြီဆိုရင် copy paste လုပ်လို့ရအောင်အများကြီးချက်လို့ရအောင်သူတို့စပြီးတော့မှလုပ်ငန်းလုပ်ကြတယ်အစင်းလာတယ်ဒါကြောင့်မလို့ကိုကနေပြီးတော့မှအဲ့နေလဲကိုဝင်တဲ့လုပ်ငန်းတိဆောက်ချင်တယ်ဆိုရင်ကိုမပါပဲလေပတ်တဲ့လုပ်ငန်းတိဆောက်ဖို့လိုတယ်ဒီလိုလုပ်ဖို့အတွက်ဆိုလို့ရှိရင် management ပညာရပ်ကိုတိချာတိဖို့လိုတယ် business ပညာရပ်ကိုတိချာတိဖို့လိုပါတယ်ဒါကြောင့်မလို့လေ ကျွန်တော်အနေနဲ့ program ဆိုကျွန်တော်မှာဆိုသုံးမှုပဲရှိကျွန်တော်အရင်ဗီဒီယိုမှာလည်းကျွန်တော်ပြပြခဲ့ပြီးရင်ကျွန်တော်မှာဒီ mini MBA လို့ခေါ်တဲ့အကြံပေးရနေတွားတဲ့ business development ဟာရှိရင်ကျွန်တော်တို့ marketing နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်စပွားဆိုရင်အချက်ရှိရယ်စပွား marketing နေကျွန်တော်တို့ marketing ကိုလေ့လာတဲ့ပြည်နယ်ရဲ့ဒဇင်းကိုအတိအတိကိုအမာဂျင်ပရိတ်တအနေနဲ့အပြောင်းလဲလုပ်တဲ့ပညာရပ်ပဲနောက်တစ်ခုကတော့ကိုကိုကိုတိုးတက်အောင်ကို Excellence အကောင်းဆုံးထွက်အောင်လှုပ်ဆောင်နေ Master of Flow ဆိုတဲ့ program ရှိရယ်အဲ့တော့ ဒီအိတ်နေလဲငွေဝင်တဲ့လုပ်ငန်းတည်ဆောက်တဲ့နီးလန်းတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ခစ်ပြောင်းရင်စနစ်ပြောင်းတယ်ကျွန်တော်တို့ရဲ့မျက်စိကိုဖွင့်လာတဲ့အချိန်ကမှကျွန်တော်တို့ကမြင်ပါမြင်တဲ့အချိန်ကမှကျွန်တော်တို့ကအနာဂတ်ရဲ့အပြောင်းအလဲတွေမှာအကောင်းဆုံးကျွန်တော်လုံဆောင်နိုင်မှာဖြစ်ပါတယ်ဒီနေ့ခစ်မှာဆိုလို့ရှိရင်ကျွန်တော် AI ခစ်တော်မှာဖိဖိချင်းတွေရောက်လာပြီ new business model အတစ်တူလည်းအများကြီးအများကြီးပေါ်လာနိုင်မယ်ဒါနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်းကျွန်တော်နောက်ဗီဒီယိုတွေမှာအချိန်ရရလို့ညွှန်ပြပေးအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ mission ကတော့လူသားတွေပေါ်အောင်ပညာရေးနဲ့နေပညာအသုံးပြုပြီးတော့မှအပြောင်းလဲလုပ်ပေးဖို့ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒီလိုပညာရက်တွေကိုကျွန်တော်တည်ထားတာလေးတွေကို မြောက်ပြည်ကျဖြစ်ခြင်းဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့အတွက်တစုံတရာအကျိုးရှိခဲ့မယ်ဆိုလို့ရှိရင်လည်း comment မှာဒီနေ့ဗီဒီယိုလေးရတယ်ကို့အတွက်အကျိုးရှိသောအချက်လေးတစ်ချက်ကိုမြောက်ပြေးခဲ့လို့ရပါတယ်တကယ်လို့ကိုယ့်ရဲ့အတိတ်တွေမိတ်ဆွေတွေကိုမြောက်ပြေးခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးကိုလွတ်စွာမြောက်ပြေးနိုင်ပါတယ်အဆုံးထိရှိပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့ဖြစ်ပါစေ